စေအိုချိုရဲ့ကြီးညာလို့ထိမ့်သိမ်းခံထားရတဲ့တောင်ကိုရီးယားသမ္မတရောင်စေအိုထောင်ကနေပြန်လွတ်လာပြီလို့ဆိုပါတယ်။နိုင်ငံမှာစေအိုချိုရဲ့ကြီးညာခဲ့တဲ့အတွက်နိုင်ငံကူစူပူအောင်ကြောင်းလုံးနဲ့ရောင်စေအိုဟာထိမ့်သိမ်းခံထားရတာပါ။ထိမ့်သိမ်းထားတဲ့နေရာကအထွတ်မှာသူ့ထောက်ခံသူတွေကိုရောင်စေအိုကလက်ဝဲရန်ကောင်းကြီးပြပြီးနှုတ်ဆက်ခဲ့ပါတယ်။ ဥပဒေကြောင်းအရသူ့ကိုပြန်လွှတ်ပေးရမယ်ဆိုတဲ့တရားရုံးဆုံးဖြတ်ချက်ပေါ်ထပ်ပြီးအယူခံမဝင်ဖို့အစိုးရဥပဒေအရရှိတွေကဆုံးဖြတ်ခဲ့ပြီးနောက်မှာရောင်းဆိုင်ကိုပြန်လွှတ်လာတာဖြစ်ပါတယ်ဒါမဲ့သူ့ဘော်ရာဇမုန်နဲ့ဆွဲချက်တွေကိုတော့ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။တောင်ကိုရီးယားမှာအဲ့ဒီအမှုကိုဖွဲ့စည်းပုံတရားရုံးကတီးတန့်အကန့်တွေတာဖြစ်ပါတယ်။လာမယ့်တနင်္ဂနွေတွင်ရောင်းဆိုင်ရုပ်ကိုဆွဆွဲဖြစ်တင်ဖို့ အတေပြုမပြုဆိုတာကိုသက်ဆိုင်ရာအရာရှိတဲ့အာဏာပိုင်တွေကဆုံးဖြတ်ဖို့ရှိပါတယ်။ရောင်စက်ယူဟာမနစ်ကနှစ်ကုန်ပိုင်းလောက်ကတိုင်းပြည်မှာစေုပ်ချုပ်ရေးကြီးညာကတခဏတည်းပြောင်းလဲသိမ်းသွားခဲ့တဲ့ပေါ်နိုင်ငံကိုစုပ်ပြီးအုပ်ချုပ်အောင်လုပ်မှုနဲ့ဖန်စီထင်းသိမ်းခံထားရတာဖြစ်ပါတယ်။သမ္မတရောင်စက်ယူပြန်လွှတ်လာခြင်းစနေနေ့တုန်းကတော့မြို့တော်ဆိုးမှာရောင်စက်ယူကိုထောက်ခံတဲ့စုပ်ဝေးပွဲတွေရှိခဲ့ပြီးလူပေါင်း9000ကျော်တက်ရောက်ခဲ့တယ်လို့ဂျွန်ဟက်တင်ဌာနကဖော်ပြပါတယ်။တံပြန်ဆန္ဒပြမှုကတော့ လူနေငယ်ပူရော့ခဲ့တယ်လို့ဆိုပါတယ်တမရအခုလိုထိန်းသိမ်းခံရတာဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ရောင်းဆိုင်ရွေးရှိနေတဲ့ကခြေပနိုင်တယ်လို့ခုလိုပြန်လွတ်လာတာဖြစ်ပါတယ်ဥပဒေကြောင့်အရသတ်မှတ်ချက်အချို့ကိုအခြေတည်ပြီးတရားဝန်ကလည်းသဘောတူခဲ့တာဖြစ်ပေမဲ့တရားလိုအစိုးရရှိနေတဲ့ကတော့တရားရုံးရဲ့အခုဆုံးဖြတ်ချက်ဟာမများတာဘူးလို့ပြောပါတယ်ကျောင်းဆက်ယူဟာဒီမိုကရေစီနိုင်ငံတောင်ကိုရီးယားကိုစိုးချွေမိန်ကျင်ညာဖို့ကြိုးပမ်းမှုနဲ့ခုနှစ်နှောင်းပိုင်းမှာတရားရင်ဆိုင်ရဖို့ရှိပါတယ် သူဆေးဟုတ်ချုပ်ရေးမိတ်ကျင်ညာခဲ့တာဟာ6နှစ်ရည်သာကြာခဲ့ပေမဲ့နိုင်ငံထဲမှာတော့ပြဿနာတွေအများကြီးဖြစ်ခဲ့ပါတယ်။သူမှအပြစ်ရှိကြောင်းအဆုံးဖြတ်ခံရမယ်ဆိုရင်ထောင်တစ်ပတ်တောင်မှမဟုတ်သေးတဲ့ချမှတ်ခံမှာဖြစ်ပါတယ်။ရောင်းဆေးရွာလက်ရှိမှာသမရယာရုနဲ့တာဝန်တွေကလည်းဆိုင်းငံ့ခံထားပေမဲ့သမရဖြစ်ဆက်ရှိနေသေးတော့မယ်ဖြစ်ပါတယ်။သူ့ကိုသမရဖြစ်ကလည်းပါဆွဆွဲပြစ်တင်ပြီးယာရုကလည်းတရားဝင်ဖယ်ရှားမှုလုံးမလုံးဆိုတဲ့ဆုံးဖြတ်မဲ့ဖွဲ့စည်းပုံခုံရုံးဆုံးဖြတ်ချက်ကိုလည်းရောင်းဆိုင်ရတယောက်တီးခြားရင်ဆိုင်နေရပါတယ်။ ဖွဲ့စည်းပုံခုံရုံးတရားသူကြီးရဲ့ဆုံးဖြတ်ချက်ကတော့လာမယ့်ရက်ပိုင်းတွင်ဖြစ်လာနိုင်ခြေရှိပါတယ်။အခုလိုတရားရင်ဆိုင်ရတာတွေရှိပေမဲ့ရောင်းစက်ရုပ်ကိုထောက်ခံသူတွေကတော့သူထွင်းသိမ်းခံရကနေထွက်လာချိန်မှာသူ့ကိုစုဝေးဝန်ရံ့ခဲ့ကြပြီးတစ်ဖက်မှာလည်းအာဏာပိုင်တွေဟာဆန္ဒပြမတည်ငြိမ်မှုတွေဖြစ်လာမလားဆိုတာစောင့်ကြည့်နေတယ်လို့သိရပါတယ်။